do re do ချောင်းကိုပြန်ကြည့်လို့ရှိရင်စစ်တပ်ကနေပြီးတော့မှချမ်းပြည်အလဲပိုင်းကရွာပေါင်းများစွာကိုအတဲအဒမရွှေ့ပြောင်းခိုင်းတဲ့အပြင်ရက်ဆက်ကြမ်းကြုတ်မှုတွေအဆုလိုက်အပြုံလိုက်တပြက်မှုတွေမတိမ်မှုတွေအဲ့လိုရွာတူရသားတွေကလည်းမတတ်နိုင်တဲ့အဆုံးเนาะအကုန်လုံးအိုးပြစ်အိမ်ပြစ်လဲရတယ်ပြစ်ပြီးတော့မှထွက်ပြေးကြရတယ်ထိုင်းမြန်မာနယ်စပ်အထိရောက်လာတာပေါ့ နဲ့စက်တဲ့တမရောက်နေလာတဲ့လူတွေပေါ့အဲ့ဒါလဲစေတနာဝန်ထမ်းအနေနဲ့စာပေရင်ကျိမှုထိန်းသိမ်းတဲ့အနေနဲ့လဲအဲလုပ်တယ်ပြီးလို့ရှိရင်စမ်းစာအုပ်တော့ဖတ်စာအုပ်တွေလည်းထုတ်ပေးတယ်အဲပြီးလို့ရှိရင်တော့ကိုရေချမှာရေအစနော် HIV နဲ့ပတ်သက်တဲ့ယောဂတွေပြန်ပွားတဲ့အချိန်ဆိုတော့အဲရရပိုစတာလေးတွေစာဆောင်လေးတွေတောင်းပြီးတော့ဖြန့်ဝေပေးတယ်အဲ့ဒါနဲ့စက်တဲ့တမလှုပ်ရှားတဲ့အမျိုးသမီးထုပေါ့ 1996မတ်၂၈ရက်နေ့မှာအားလုံးသဘောတူပြီးတော့မှရှမ်းအမျိုးသမီးရေးရာဆက်တွယ်လှုပ်ရှားဆောင်ရွက်ရေးအသင်းစွမ်းဆိုပြီးတော့မှ ဖွဲ့စည်းလိုက်ပါတယ်အဖွဲ့အစည်းရဲ့တင်ကြေတာကြတော့တိုင်းကနေတဲ့ဂိမ်းတွေကိုအတိအမှတ်ပြုခဲ့ပါတယ် ်ထိုင်းနိုင်ငံမှာလည်းပဲဒီရှမ်းအမျိုးသမီးတွေပဲအလုပ်လုပ်နေတာရှိတယ်ဒီသတိပုဂ္ဂလတွေလည်းရှိခဲ့တယ်ပေါ့နော်ဆိုတော့အဲ့ဒါတွေကိုစုစည်းပြီးတော့မှဖွဲ့စည်းတင်နေပေါ့လေနော် idea နေရာဒေသလည်း action တွေယူနေကြတာရှိတယ်အဲ့ကျမရေး action တော့ပညာရေး action နောက်ပြီးတော့မှဒီဒီထွက်ပြေးလာတဲ့ဒုက္ခတွေကိုကူညီပေးတဲ့ action စသဖြင့်ပေါ့နော်အဲ့ဒီ action တွေအားလုံးကိုပေါင်းပြီးတော့မှ ရှာဝမန်စ်အက်ရှင်နက်တဝက်ဆိုပြီးတော့မှလာစုလိုက်တဲ့သဘောရှိတယ်။ဆိုတော့အဲ့လိုမျိုးစုလိုက်လို့ရှိရင်ပို့ပြီးတော့မှအင်အားကောင်းမယ်။ရီမန်းချက်တွေလို့ပေါ့ပေါ့နော်ပါဝါ။ဆိုတော့အဲ့ဒါကအတူမှလွယ်လွယ်ကူကူမှတ်ရလို့ရတာပေါ့နော်။သူကအဲ့လိုစုစည်းလိုက်ပြီးနောက်ပိုင်းမှာပို့ပြီးတော့မှတိတိယောက်ပို့ပြီးလုပ်နိုင်ခဲ့တာပေါ့။ပါဝါကိုစုပ်ကိုင်ပြီးတော့လုပ်ငန်းစဉ်ကြီး၃ခုအောက်မှာ လှုပ်ရှားနေတာတွေရှိတယ်ပေါ့နော်ဒီလုပ်ငန်းစဉ်ကြီးတုံးခုခါကျတော့ဒီပညာရေးလုပ်ငန်းစဉ်ရှိမယ်ပြီးတော့ဒီအမျိုးသမီးစွမ်းရည်မြင့်တင်ပေးတဲ့လုပ်ငန်းစဉ်ရှိတယ်ပြီးတော့ဒီအမျိုးသမီးကျန်းမာပျော်ရွှင်လုပ်ငန်းစဉ်ဆိုတဲ့တစ်ခုရှိတယ်ပေါ့နော်2009ခုနှစ်တုန်းကဒီကျမတို့ဒီပညာရေးလုပ်ငန်းစဉ်ကိုစနစ်တကျလေးတည်ထောင်လာနိုင်ခဲ့တယ်ပေါ့နော်။မြို့တမီဆိုရင်မြင့်တင်ရေးလုပ်ငန်းစဉ်ကတော့ဒီရှမ်းလူထုအတိုင်းဝိုင်းမှာ ရှိတဲ့အမျိုးသမီးတွေကိုစွမ်းရည်မြင့်တင်ပေးပြီးတော့ဒီဖန်ကဏအတ္တီဘောနော်ဒီလုပ်ငန်းစဉ်အစဉ်စိတ်မှာအမျိုးသမီးတွေပို့ပြီးတော့အဝေးနိုင်ဖို့အတွက်နဲ့အစဉ်အတိုင်းမှာစံပြချက်ချနိုင်ဖို့အတွက်အဲဒီရေရေရွာရေးမှာလဲဒီကောင်းဆောင် မှုအပိုင်းမှာပို့ပြီးတော့ပါဝင်နိုင်ဖို့အတွက်ကျမတို့ရည်ရွယ်ပြီးတော့ဒီစွမ်းရည်မြင့်တင်ပေးတာတွေတောက်လျှောက်လှုပ်လာနေတယ်ပေါ့နော်ဒီအမျိုးသမီးတွေကကန္တာအတ္တီမာတွေရောအဆင့်အတ္တီမာပါဝင်နိုင်မှပဲကျမတို့လိုချင်တဲ့စိတ်မှန်တဲ့ငင်းချမ်းရေးကိုရနိုင်မယ်လို့ကျမတို့ယုံကြည်တယ်အမြတ်တမီးကျမပြောရှင်လုပ်ငန်းစဉ်ကတော့ဒီကျမအတန်းတူမှုရဖို့အတွက်ဒီအမြတ်တမီးချူတွေရဲ့မြပွားဆိုင်ရာကျမရေးနဲ့ဒီလိမ်ပိုင်းဆိုင်ရာအခွင့်ရေးတွေ တရှိဖို့အတွက်အာဒီဗီဒီယိုလူထုတွေကိုပညာပေးရချင်းဖြစ်တယ်ဒီတွင်ထဲမှာဆိုရင်တော့ဒီအရန်ဝေးလံခေါင်ပြတဲ့နေရာမှာ smart တို့ဒီ data တွင်ကျွန်မရေးဆောက်ချက်တို့များနဲ့အတူပူးပေါင်းပြီးတော့လုပ်ဆောင်နေတာတွေရှိတယ် ကျွန်မကတော့တည်င်းပြန်ကြားရေးနဲ့မတန်တင်ဌာနမှာအလုပ်လုပ်နေပါတယ်။အရေးကြီးတဲ့ဌာနလို့လည်းပြောလို့ရတယ်ပေါ့နော်။ဌာနရဲ့တာဝန်တွေကတော့တည်င်းအချက်လက်ကောက်ယူစုဆောင်းတဲ့မတန်တင်ရတာတွေလုပ်တယ်။ပြီးရင်စီယုံရေးလုပ်ငန်းတွေ၊ပညာပေးရေးလုပ်ငန်းတွေကိုကျွန်မတို့လှုပ်ဆောင်တယ်။ဒီလုပ်ငန်းတွေကိုကျွန်မတို့ရေဒီယိုအပါအဝင်ဒီ social media အသုံးပြုပြီးတော့မှကျွန်မတို့လှုပ်ဆောင်နေတယ်။ WLP တစုံလုံးရဲ့စီယုံလုံးဆောင်ရေးလုပ်ငန်းတွေအတွက်ဒီ media action တွေ advocacy action တွေမှာအဲကျမတို့စွမ်းကလည်းတောက်လျှောက်ပါဝင်လာတာလေးရှိတယ်ပါဝင်ခဲ့တယ်ကျမအနေနဲ့တော့ဒီစွမ်းထဲမှာဒီဌာနမှာအလုပ်လုပ်လာတာငါးနှစ်ကျော်ပြီပေါ့နော်အမျိုးသမီးတွေဆူဆူဝါးဝါးကြုံတွေ့ရတဲ့အတွေ့အကြုံတွေကြားသိရတဲ့ စိတ်မကောင်းဖြစ်ရတယ်ပေါ့ဒါပေမဲ့လည်းဒီတရားမျှတမှုတွေရရှိဖို့အတွက်ဒီနိုင်ငံရဲ့ခြေနေတွေပုံမကောင်းမလာဖို့အတွက်အစွန်းကျွန်မတတ်နိုင်တဲ့ဖက်ကျွန်မတတ်နိုင်တဲ့လမ်းကနေကျွန်မဆက်ပြီးတော့မှလှုပ်ဆောင်သွားမယ်25နှစ်တခြားကျမတို့လှူဆောင်ခဲ့တဲ့အထဲမှဆိုရင်တော့အမြင်မှုတွေအများရှိတယ်လို့ဒီစိန်ခေါ်မှုတွေလည်းအများရင်ဆိုင်ခဲ့ရတယ်။ဥပမာဆိုရင်ဒီရှမ်းအမြူတားရေး အာဝါဒနဲ့ဒီအခွင့်ရေးရဲ့အခြေခံတဘောတရားကြားထဲမှာပေါ့နော်အာစွမ်းကဒီဟန်ချက်မြအောင်အမ်ကြိုးစားနေရတာတွေရှိတယ်ပေါ့တော့ဒီလုံခြုံရေးအပိုင်းမှာဆိုရင်အများတူမှာရင်ဆိုင်နေရတဲ့စိုးရင်ချက်တွေရှိတယ်ပေါ့နော်အာဒီတွားရေးလိုက်ရေးမာတွေရောဆက်တွေရေးအဲနေရာမာတွေရောအာလုံခြုံရေးရကကြတော့အစင်ခုံမှုကြီးကြီးမားမားတစ်ခုဖြစ်တယ်ပေါ့ ။ one year ဖွဲ့စည်းပုံကအမြဲတမ်းပြောတာတော့ power sharing ပေါ့နော်။ဆိုတော့ team ကနေပြီးတော့အတူတကွဆုံဖြတ်တာတွေအတူတကွဆွေးနွေးပြီးတော့မှဆုံဖြတ်တာတွေအဲ့လိုမျိုးပုံစံပေါ့လေနော်။ဆိုတော့ဖွဲ့စည်းပုံရဲ့အားသာချက်ကတကယ်လို့ကိုယ်မှဟိုအတွေ့အကြုံမရှိဘဲနဲ့အဖွဲ့စည်းထဲလာတဲ့ဆိုရင်လည်းအချင်းချင်းဟိုဆွေးရင်မြင့်တင်တယ်လို့ဖြစ်တယ်။ဆိုတော့ empowering ဆိုတာလေနော်။ဟိုသူများကိုဆွေးရင်မြင့်တင်လေလေ ကိုယ့်ရဲ့ဟိုဟာစွမ်းရည်ကလည်းမြင့်တင်လာလေးလေးဆိုတာလည်းပို့ပြီးတော့နားလည်လာတယ်။လူတွေများလာတဲ့ပုံမှာမူတည်ပြီးတော့ဒီ program coordinator ကနေသူက management team ဆိုပြီးတော့တော့တက်တလွာလူမျိုးပုံစံပြန်ဖြစ်လာတာပေါ့နော်။ဆိုတော့ management team ဖြစ်လာပြီမဲ့လည်းဒီဟိုဟာဗါလဲဆွေးနွေးတိုင်ပင်တဲ့နေရာမှာအတူတကွဆုံးဖြတ်တဲ့နေရာမှာတော့ဟိုဟာဗါလဲမမပပျောက်သေးဘူးပေါ့နော်။ စောကဘယ်လိုလုပ်ပေါ့နော် WB နဲ့ဆက်ဆက်လာလဲဆိုတော့1999ခုဒီဇင်ဘာလမှာကျင်းပမယ်ဒီအမျိုးသမီးညနာဆုံးကြီးအစည်းအဝေးပေါ့နော်ဆိုတော့အဲ့ညနာဆုံးကြီးအစည်းအဝေးအတွက်ကိုကဒီစောအနေနဲ့ဒီဖြစ်မြောက်ရေးကော်မတီထဲမှာပါတယ် သွားအနေနဲ့ပြင်ဆင်တာလည်းရှိတယ်။ဆိုတော့ကိုကလည်းပဲအဖွဲ့အစည်းတစ်ခုအနေနဲ့ကိုယ်စားလှယ်တွေလွှတ်ရမယ်ပြီးလို့ရှိရင်ဟိုပြန်စဉ်းစားရတာပေါ့နော်ပြီးခဲ့တဲ့နှစ်ကဘလူတွေအချိန်တွေရှိခဲ့လဲဗာဒီဆွေးနွေးခဲ့လဲနောက်ပြမဘလူရွေချက်တွေရှိသလဲဆိုတာကိုဒီတခြားပေါ့နော်ပါဝင်ပတ်သက်ခဲ့တဲ့အဖွဲ့တွေကိုမီးမြန်းခဲ့တာရှိရလေအဲဆွေးနွေးပြီးတော့မှအဲ့ဒီလိုမျိုးအစုစည်းထားတဲ့စဉ်းစားမှုတွေစုစည်းထားတဲ့အကြံဉာဏ်တွေနဲ့အတူအာဒီ ီဒုတိယအကြိမ်မျက်နှာဆုံးဒီစီဝေကိုသွားခြင်းလေဆိုတဲ့သဘောနဲ့သွားဆူဆီလိုက်တာပေါ့ကို့အနေနဲ့တော့အဲ့ဒါကလုံးဝလိုအပ်ချက်ပေါ့နော်လိုအပ်တယ်လို့အဲ့ဒါမှလည်းပဲကိုရီးယားဟိုဆူဆီမှုတစ်ခုတတိကျကျပေါ့နော်ရတယ်ရမယ်ပေါ့နော်စွမ်းမှာ7နှစ်7နှစ်လောက်တာဝန်အတတီမှာပေါ့နော်လုပ်ငန်းစဉ်အတတီမှာကျွန်မလှုပ်ဆောင်ခဲ့တယ်ဒီ WLP မှာလည်းဒီ political empowerment program ပေါ့နော်အဲ့ဒီနိုင်ငံရေးစွမ်းရင်မြင့်တင်ရေး လုပ်ငန်းစဉ်မှာကျွန်မဒီ2014ခုနှစ်မှာစတင်ပြီးတော့မှဝင်ရောက်ပူဆောင်ပေးတယ်။ကျွန်မတို့ဒီရန်ကုန်မြို့ကြီးပေါ်မှာပေါ့နော်အဖွဲ့ဝင်ဖွဲ့စည်းကလာတဲ့အမျိုးသမီးကောင်းဆောင်တွေ16ယောက်ပေါ့ ဲ့ဒါကိုကျမတို့6လကြာတင်နန်းအအောင်အောင်မြင်မြင်ပေါ့နော်အဖွင့်လက်နိုင်ခဲ့တယ်လုံလုံခြုံခြုံနဲ့အောင်အောင်မြင်မြင်လို့ပြောရမှာပေါ့နော်အဲ့ချိန်လုံးကလည်းနိုင်ငံရေးကလည်းအရန်ကြီးလည်းပွင့်လာတော့မဟုတ်သေးပေါ့နော်ဒါပေမဲ့ဒီလိုအောင်အောင်မြင်မြင်လှုပ်ဆောင်နိုင် ခဲ့တယ်ဆိုတာကလည်းဒီကျမတို့ဒီအခြေဆက်တွေအများကြီးလောက်ရတယ်ပေါ့နော်ဒီမြန်မာနိုင်ငံထဲမှာရှိတဲ့အဖွဲ့အစည်းတွေအမျိုးသမီးအဖွဲ့အစည်းတွေနိုင်ငံရေးအဖွဲ့အစည်းတွေပေါ့နော် လုံတင်းမှာလှုပ်ရှားနေတဲ့ဝန်ထမ်းတွေနဲ့ပေါ့နော်ပူးပေါင်းပြီးတော့မှဒီတင်တန်းကိုအောင်အောင်မြင်မြင်နဲ့လှုပ်ဆောင်နိုင်ခဲ့တယ်လို့ ရှာလူခွင့်ရမနိုင်နဲ့ဒီအစွမ်းကပေါ့နော်အတူတူတွဲပြီးထုတ်လိုက်တဲ့ဒီမတင်းချင်းခွင့် license ပေါ့နော် license to rape ဆိုတဲ့အစီရင်ခံစာဒီတော်တော်လေးကိုပြန်သွားရပေါ့နော်ဒါနိုင်ငံတကာအကြည့်ဒါထုတ်ဖောက်နိုင်ခဲ့တယ်လို့ပြောရမှာပေါ့နော်အဲ့ဒီဒီနိုင်ငံတကာအဆင့်အထိဒါကကအဲဒီကိုယ့်ရဲ့အခြေအနေတွေကိုတင်ပြဖို့ကလိုအပ်တယ်လို့တော့အရင်ကဆိုရင်တော့ဒီမြန်မာနိုင်ငံရဲ့ဒီဒီစစ်အစိုးရအဆက်ဆက်က ဒီလူခွင့်ရေးချုပ်ဖောက်မှုတွေကိုမြေမျိုးချုပ်ဖောက်ခဲ့တယ်အဲ့ဒီတဲမှာမှဒီမဒိန်စစ်မှုကိုလက်နက်သဖွယ်ပေါ့နော်ဒီတုံးခဲ့တာကတော့ပဒါပထမဆုံးတစ်ခေါက်ပေါ့လေနိုင်ငံတကာကိုတင်ပြနိုင်ခဲ့တာပေါ့ဆိုတော့အဲ့ဒါတော်တော်လေးအရေးကြီးတယ်ကိုကလည်းကိုရဲ့တာဝန်ရတတိကျကျဟိုရနိုင်တဲ့အသက်တည်တည်ကိုအာရှိထားတာပေါ့နော်ကိုစီမားကရှိထားတာပေါ့အဲ့လိုမျိုးတွေနဲ့ဟိုတင်ပြနိုင်ခဲ့တာပေါ့နော် တော့အဲ့တော့အတိအမှတ်ဖြုတ်ခံရတယ်လို့ပြောရမှာပေါ့နော်မျိုးသမီးအခွင့်အရေးတွေဟိုလှုပ်ရှားနေတဲ့ဒီအဖွဲ့အနေနဲ့လည်းအတိအမှတ်ဖြုတ်ခံရတာရှိတယ်။နောက်တစ်ချိန်တည်းမှာလည်းပဲဒီဘောနဲ့ဒီတပူဝဲဘီနဲ့အတူပေါ့နော်စုရတာပေါ့နော် Peter Group of Foundation ကနေပြီးတော့မှပေးရတဲ့ဒီစုရခဲ့တာရှိတယ်။ဒီအောင်လုံးဆိုရေးတွေပါလို့တိုင်းအများန်းဒီဟိုတွေ့ခဲ့ရတဲ့ဒီအမျိုးသမီးတွေเนาะရှင်တိုင်း ခဲ့တဲ့အမျိုးသမီးတွေကိုသောသောတတိတတိရတယ်ဆိုတော့သူတို့ကိုတတိယလေးလေးကိုကပူပြီးတော့မှဒီအလုပ်တွေဆက်လုပ်နိုင်ဖို့ပေါ့နော်ဒီ advocacy တွေစီအောင်လုံးဆောင်မှုတွေလုပ်ဖို့အတန်လေးလေးဖြစ်တာလေး